မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်တွေအသွေသွေကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစစင်ပါ။ဒီနေ့မလ20ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့အကျန်းဖတ်ဆဲအုပ်စုကမြန်မာပြည်သူလူထုအပေါ်အကျန်းဖတ်မှုများတုံ့မြင့်ကျူးလွန်လာမှုနဲ့ဆက်လျင်းပြီးနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်လိုက်တဲ့သတင်း။ ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့တင်ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့တင်အကြပ်ဖက်စစ်တပ်ကအမြောင်များလက်နက်ကြီးများနဲ့အရက်သားနေရာများကိုပိတ်ခတ်ခြင်းကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နေစေရန်အကြံပြုချက်များကိုထုတ်ပြန်လိုက်တဲ့တဲ့စစ်ရှုံးနေတဲ့အကြံဖတ်စစ်ကောင်စီကနိုင်ငံရေးအောက်လုံးတွင် ချိန်ကိုက်ထိုးနှက်တိုက်ခိုက်နေရလို့ ULAA အသိပေးလိုက်တဲ့တဲ့။အင်းစိန်မြို့နယ်ရှိအကြံဖတ်စစ်ကောင်စီရဲ့မှုကင်းရဲတပ်ဖွဲ့ CID ရုံးကိုအဝေးထိန်ပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းရေးဆန္ဒပြလူလူတပိတ်တဲ့တဲ့တွေပဲဖြစ်ပါတယ်ရှင်။ ထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြံဖက်ဆဲအုပ်စုကမြန်မာပြည်သူလူထုအပေါ်အကြံဖက်မှုများတွုံးမြင့်ကျူးလွန်လာမှုနဲ့ဆက်လင်းပြီးနိုင်ငံခြားရေးဝန်ကြီးဌာနကအကြေညာချက်ထုတ်ပြန်လိုက်တဲ့တဲ့ပဲဖြစ်ပါရဲ့ရှင်။အကြံဖက်ဆဲအုပ်စုကမြန်မာပြည်သူလူထုအပေါ်အကြံဖက်မှုများတွုံးမြင့်ကျူးလွန်လာမှုနဲ့ဆက်လင်းပြီးအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကဒီကနေ့ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်လိုက်ပါရဲ့။ ထုတ်ပြန်ချက်ထဲမှာနိုင်ငံတကာရဲ့အာရုံစိုက်မှုများကယူကရိန်းရေးပေါ်မှာသာဆက်ရှိနေရာအာဆီယံအနေနဲ့မြန်မာနိုင်ငံရှိပုံမဆိုးရလာတော့အကြက်အတဲကိုဥဆောင်ပြီးကင်တွယ်ဖြည့်ရှင်းနိုင်မဲ့အရေးပါတဲ့အခွင့်အရေးတရရှိနေရဆိုတာ ਨੇ အာဆီယံပြည်ညင်စာရမ်းမှပေးအပ်ထားတဲ့လုပ်ပိုင်ခွင့်များအရအာဆီယံကရေရှည်တည်တံ့သောငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပံ့ပိုးကူညီရန်အတွက်အထိပယ်ပြေဝတဲ့အရေးယူဆောင်ရွက်မှုများကိုလှုံ့ဆော်နိုင်စွမ်းရှိရလို့ဖော်ပြထားပါတယ်။ မြန်မာပြည်သူလူထုကနေ့စဉ်နဲ့အမျှကြီးမားလာတဲ့ဆင်းရဲဒုက္ခများစွာကိုရင်ဆိုင်ကြုံတွေ့နေရာတိကျပြတ်သားတဲ့အေးအေးယူဆောင်ရွက်မှုများကိုအရေးတကြီးလိုအပ်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ရှိဖုန်ကြီးကျောင်းအားမကြသေးမီကလေကြောင်းတိုက်ခိုက်မှုနဲ့ ုင်ငံအနှံ့ကျေးရွာများကိုဖျက်ဆီးမှုတွေလုပ်နေတဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့ဆေးတိုက်ခိုက်မှုများကြောင့်ပြည်သူလူထုမှာနေအိမ်များမှအတင်းအကျပ်ဆုံးခွာထွက်ပြေးနေကြရပြီးစာတင်ကျောင်းနဲ့ဆေးုံကဲ့သို့သောအရေးကြီးအဆောက်အအုံများဖျက်ဆီးခံကြရတာအကြီးအကျယ်ဒုက္ခရောက်နေကြရပါတယ်။ လူ့ဟွေဆိုင်ရာဝန်ကြီးဌာနမှ2023ခုနှစ်မှ2025ခုနှစ်မတ်လ16ရက်နေ့အထိမှတ်တမ်းတင်ထားသောအချက်အလက်များအရအကြံဖတ်စုစုကရသားပြည်သူဆိုင်ရာနေရာများအားလေကြောင်းတိုက်ခိုက်မှု2190ကြိမ်ပြုလုပ်ခဲ့ပြီးယင်းတိုက်ခိုက်မှုများကြောင့်ကလေးငယ်ပေါင်း382ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။အကြံဖတ်စုစုရဲ့အများပြည်သူဆိုင်ရာနေရာများအားမစင်မကျင်တိုက်ခိုက်မှုနဲ့ ကလေးတငယ်များအားထိခိုက်သေးခြင်းစေမှုများကနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်နေုံသာမကကလေးတငယ်များရဲ့အသက်ရှင်သန်ခွင့်ဖွံ့ဖြိုးတိုးတက်ခွင့်ပါဝင်နိုင်ခွင့်နဲ့ကာကွယ်ဆောင်ရှောက်မှုရရှိပိုင်ခွင့်များကိုအမှားခံချက်ပေးထားတဲ့ကလေးတငယ်များအခွင့်အရေးဆိုင်ရာဂျင်နီဖာသဘောတူစာချုပ်ကိုလည်းချိုးဖောက်ရာရောက်တယ်လို့ထောက်ပြထားပါတယ်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးနဲ့အရှမ်းပြည်နယ်တို့ရှိဖားသာရေးဆိုင်ရာနေရာများနဲ့ အရသာပြည်သူအပေါ်ရွေးချယ်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်နေမှုများကမြန်မာနိုင်ငံမှာလူသားချင်းစာနာမှုဆိုင်ရာအကြက်အတဲရဲ့ဆိုးရွားလျက်ရှိတဲ့အခြေအနေကိုဖော်ပြလျက်ရှိပါတယ်။အကြံဖတ်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်အရသာတိတ်ဆုံးမှုဆက်လက်မြင့်တက်နေပြီးအရေးကြီးသောအခြေခံအဆောက်အအုံများလည်းပုံမှုပျက်စီးဆုံးရှုံးလာရာ ြန်မာပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရန်နဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံမှုများကိုထိမ့်သိမ့်ရန်အတွက်ခိုင်မာအားကောင်းပြီးစီလုံးညီညွတ်နဲ့နိုင်ငံတကာတုတ်ပြန်ဆောင်ရွက်ချက်များကိုအရေးကြီးလိုအပ်လျက်ရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အာဆီယံအဖွဲ့အနေနဲ့ယခုအချိန်မှာဘုံသဘောတူညီချက်၅ချက်ကိုကျော်လွန်ကမြန်မာပြည်သူလူထုရဲ့ဆန္ဒများနဲ့ကန့်ညီသောမြန်မာပိုင်းမြန်မာဦးဆောင်တဲ့လုပ်ငန်းစဉ်တရက်ကိုပံ့ပိုးကူညီပေးနိုင်ရန် တိကျပြတ်သားတဲ့ဆောင်ရွက်ချက်များချမှတ်ဆောင်ရွက်နိုင်မဲ့အခွင့်အရေးများရှိနေရလို့ဆိုပါရစေ။ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရရှိရန်အတွက်တရားဝင်ဒီမိုကရေစီအင်အားစုများပြန်လည်ထူထောင်နိုင်ရန်မှာမရှိမဖြစ်လိုအပ်ပါရစေ။တရားဝင်ဆန္ဒသိမ်းမှုကြောင့်ဖြစ်ပေါ်နေတဲ့ပြည်ပခါနဲ့မြန်မာပြည်သူလူထုအပေါ်ဆက်လက်ကျူးလွန်နေတဲ့ဆေးဥစုရဲ့အကြမ်းဖက်မှုများကိုကင်တွယ်ဖြေရှင်းနိုင်ရန်အတွက်ရဲရင်မီထိရောက်တဲ့ဆောင်ရွက်ချက်များကိုချမှတ်ဆောင်ရွက်ခြင်းအပြင်မလေးရှားနိုင်ငံရဲ့ဥက္ကဋ္ဌအဖြစ် ဥဆောင်မှုအောက်မှာအာဆီယံအနေနဲ့လူ့အခွင့်အရေးနဲ့ဒေတာရင်းလုံခြုံရေးပေါ်ထားရှိတဲ့ဂရိကွက်များကိုဆက်လက်ဆောင်ထင်းရန်တိုက်တွန်းထားပါတယ်။ယခုအချိန်အခါမှာမြန်မာနိုင်ငံရှိပြည်သူတဦးချင်းစီတိုင်းရဲ့တရားမျှတမှုငြိမ်းချမ်းမှုနဲ့ကုန်သိက္ခာကိုပြန်လည်ဖော်ဆောင်ပေးနိုင်မဲ့ဆောင်ရွက်ချက်များကိုပြက်ပြက်တသားဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်းနိုင်ငံခြားရေးဝန်ကြီးဌာနကဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဂျာကာလာဒေတန္တရပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုပဟုကော်မတီနဲ့ မင်္ဂလာတိုင်းလွှတ်တော်ကိုစားပြုကော်မတီအစီအွေပြုလုပ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မင်္ဂလာတိုင်းလွှတ်တော်ကိုစားပြုကော်မတီတို့အစီအွေတင်မြင်ဆောင်2025ကိုမလ16ရက်နေ့မနက်10:00နာရီအချိန်မှာပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးမှာဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘဟုကော်မတီထူဥက္ကဋ္ဌတပြည်ထောင်စုနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဥလင်ကိုလက်ရဲဆွေးနွေးမှုနဲ့စတင်ခဲ့ပြီးမန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီရဲ့လွှတ်တော်ကိုယ်စားလှယ်တအုပ်ကဆက်လက်ဆွေးနွေးခဲ့ပါတယ်။ ထားပြင်ပြည်ထောင်ရေးနယ်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူမှဂျာကာလာဒေသနာပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဘဟုကော်မတီရဲ့လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေများကိုတင်ပြရှင်းလင်းခဲ့ပြီးနောက်လွှတ်တော်ကိုယ်စားလှယ်များမှတရှိလူမှုများကိုဆွေးနွေးပြောကြားခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါအစည်းအဝေးကိုပြည်အောင်စုဝန်ကြီးများဒုတိယပြည်အောင်စုဝန်ကြီးများမန္တလေးတိုင်းလွှတ်တော်ကိုစားပြု ကော်မတီမှလွှတ်တော်ကိုယ်စားလှယ်များအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့ပြည်ရေးနဲ့လွှမ်းမှုကြီးကြပ်ရေးဝန်ကြီးဌာနကတတိပေးထုတ်ပြန်ထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘဟုကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်ခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။အမြဲတမ်းညီညွတ်ရေးအစိုးရဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘဟုကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး6မြင်းဆောင်2025ကိုမလ19ရက်မွန်းလတနေ့မှာပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းမှုအဖွဲ့ဝင်ကျမရေးဝန်ကြီးဌာနတွဲဖက်အတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။အဲဒီနောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှအုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းများနဲ့ပတ်သက်တဲ့သိရှိလိုရာများကိုဆွေးနွေးခဲ့ကြရာဝန်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ပါတယ်။ အဆိုပါတွဲဆောင်ပွဲကိုမြန်မာအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့မကွေးတိုင်းမှမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြရလို့ပြည်ထရေးနဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖတ်စစ်တပ်ကအမြောက်များလက်နက်ကြီးများနဲ့ရဲသားနေရများကိုပစ်ခတ်ခြင်းကြောင့်ထိခိုက်ဆုံးရှုံးမှုညွန်နေစေရန်အကြံပြုချက်များကိုထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ အကြမ်းဖက်စစ်တပ်ကအမြောက်များလက်နက်ကြီးများနဲ့ရဲသားနေရာများကိုပစ်ခတ်ခြင်းကြောင့်ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်အကြံပြုချက်များကိုမြန်မာညွေအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်내ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်အသိပေးထားပါတယ်ဝင်ကြီးဌာနအနေနဲ့အကြံပြုချက်ဆန္ဒချက်ကိုထုတ်ပြန်ထားပြီးအရာတွေကကျေးလက်ဒေသများမှာနေထိုင်ကြတဲ့ဒေသခံပြည်သူများအနေနဲ့မိမိတို့ရဲ့အနည်းဆုံးနေရာမှာတက်ဆွဲထားတဲ့တပ်ရင်းများအမြောက်တပ်များနဲ့ အခြေစိုက်စခန်းများကိုစည်ရင်ပြူစုပါအစောပါတည်ရင်များနဲ့အမြောက်တပ်များကိုအုံပြုတဲ့လက်နက်ကြီးအမျိုးအစားများကိုခွဲခြားပါပစ်ခတ်တဲ့မော်တာကြီးများကြီးကွန်များမှတဆင့်တရှိနိုင်ပြီးကာကွယ်ရေးတပ်ဖွဲ့ဝင်များကအကြံပြုပေးနိုင်ပါတယ်ပုံတင့်နဲ့ပုံနှစ်မှာဖော်ပြထားတဲ့လက်နက်ကြီးအမျိုးအစားအလိုက်ပစ်ခတ်နိုင်တဲ့အကွာအဝေးကိုစမ်းစစ်ပါလက်လက်ကြီးကြောက်ပောက်ကွဲနိုင်တဲ့နေရာဒေသများကိုမြေပုံများဖြင့်ရေးဆွဲထားပြီးအများပြည်သူသိရှိနိုင်အောင်အသိပေးခြင်းများဆောင်ရွက်ပါမိမိတို့ဒေသများသို့ ပစ်ခတ်လေးရှိတဲ့လက်နက်ကြီးအမျိုးအစားအရကျေးရွာများအများပိုင်းအဆောက်အုံများနဲ့နေအိမ်များကလက်နက်ကြီးကြားရောက်နိုင်တဲ့အကွာအဝေးတွင်ရှိနေပါကပြောင်းရွှေ့ရာနေရာချထားပေးပါလက်တလောပြောင်းရွှေ့နေရာချထားမပေးနိုင်ပါကအများပိုင်းအဆောက်အုံများနဲ့နေရာတိုင်းမှာခိုလုံရာဘုံခိုခြင်းများနဲ့ခရုတ်ခြင်းများတူးဖော်ထားပြီးပြက်ခတ်တန်စတင်ကြတာနဲ့တပြိုင်တည်းအဆိုပါနေရာများမှာပုံအောင်မှာအိဆက်မိနေရာများမှာတဲအိတ်အကာအကွယ်များပြုလုပ်ထားပါ သွာလာနေစဉ်အတွင်းပြစ်ခတ်တန်ကြားပါကလည်းမြင်းနှိမ့်သည့်နေရာများနဲ့သဘာဝအရန်အတားများကိုအကာအကွယ်ယူပုံအောင်မှာဥကောင်းပိုင်းကိုအဓိကထားကာကွယ်ပါစီရေးသတင်းများကို အမျက်မပြတ်ရယူပါစစ်ကြောင်းထိုးချိန်များနဲ့ထိတွေ့တိုက်ပွဲများအတွင်တပ်စခန်းများမှခြေလင်းပစ်ကူအဖြစ်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်နိုင်တာကိုသတိချက်ပါ အကြမ်းဖက်စစ်တပ်ကစီရင်ပြင်းထန်မှုပုံမူတီကအခြေဆိုင်စခန်းများအပြင်တင်ကားများတန်ချက်ကာကားနဲ့ဟန်ဝက်စာများဖြင့်ပြစ်ခတ်တိုက်ခိုက်နိုင်တာကိုသတိပြုပါလက်နက်ကြီးဖြင့်ပြစ်ခတ်စဉ်တွင်မပေါက်ကွဲပဲကြန့်ရှိနေတဲ့စစ်လက်နက်ပစ္စည်းများကိုထိခြင်း၊ကင်ခြင်း၊နေရာရွှေ့ခြင်းများမပြုလုပ်ရပါရင်းတို့ကို တွေ့ရှိပါကသက်ဆိုင်ရာကောက်ွယ်ရေးအဖွဲ့များကိုဆက်သွယ်အကြောင်းကြားပါလက်နက်ကြီးကြောင့်ထိခိုက်ဒဏ်ရာရပါကအရေးပေါ်စေကူတမှုခံယူနိုင်ရန်သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများရဲ့ဆက်သွယ်ရန်နံပါတ်များကိုရယူပါ ဒေတာရင်းရှိကာကွယ်ရေးလုံခြုံရေးနဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းများအရက်ဖက်လူမှုရေးအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ပါအစရှိတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒါအပြင်ကြည်မျိုးစာ၊ရန်အာတွန်းကန်အားအချိန်အစားနဲ့အခြားသောပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများပေါ်မူတည်ပြီးလက်နက်ကြီးကြားရောက်ပောက်ကွဲနိုင်မှုကွဲပြားခြားနားနိုင်တယ်လို့လည်းအသိပေးထားပါဗျ။ 2024ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့လက်နက်ကင်ပြိပခဖြစ်စဉ်များပေါ်အခြေခံပြီးနိုင်ငံတကာပြိပခအညွန့်ကိန်းများအရကမ္ဘာပေါ်မှာပါလက်စကိုင်းနိုင်ငံကလက်နက်ကင်ပြိပခအဆိုးဆုံးဖြစ်ပြီးမြန်မာနိုင်ငံကဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ကြောင်းတွေ့ရှိရတယ်လို့ဖော်ပြထားပါတယ်။ကောက်ရရှိထားသောစီးရင်ဆရာများအရအကြံဖတ်စစ်တပ်ကမတရားအနာသိမ်းတဲ့2021ခုနှစ်ဖေဖော်ဝါရီလမှ2024ခုနှစ်ဒီဇင်ဘာလကုန်အထိမြေမြုံမိုင်းအပါအဝင်အမြောင်များလက်လက်ကြီးများဖြင့်ပစ်ခတ်တဲ့ဖြစ်စဉ်ပေါင်း8500ကျော်ရှိခဲ့ပါတယ်။ အဲ့ဒီအထက်ကအကြံဖတ်စစ်တပ်ကစီရင်တဲ့စိတ်သက်စစ်စင်ရေးရွေချက်မျိုးမျိုးဖြင့်အရသာနေရများနဲ့လူနေအိမ်များကိုအမြောက်များလက်နက်ကြီးများဖြင့်ရန်တပ်ပစ်ခတ်မှုများကြောင့်လူသက်သေဆုံးခြင်းထိခိုက်ဒဏ်ရာရခြင်းနဲ့အခြေခံအဆောက်အအုံများပျက်စီးဆုံးရှုံးမှုများကိုဆိုးရွားစွာကြုံတွေ့နေရပါတယ်။အကြံဖတ်စစ်တပ်ကလူများအိတ်ဆက်အနားယူတဲ့ညအချိန်ချိန်များမှာလက်နက်ကြီးဖြင့်ရန်တပ်ပစ်ခတ်လေးရှိသဖြင့်ရသားပြည်သူထိခိုက်မှုများပုံမှန်များပြရတယ်ဆိုတာနဲ့ ဲ့ဒီဖြစ်စဉ်များကအထူးသဖြင့်သခိုင်းတိုင်းပဲခူးတိုင်းကရင်ပြည်နယ်ကချင်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်နဲ့မကွေးတိုင်းတို့မှာအဆိုးဆုံးဖြစ်ပွားလျက်ရှိရလို့ဆိုပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အစ်ရှုံးနေတဲ့အကြံဖတ်ဆက်ကောင်စီကနိုင်ငံရေးအောက်လုံးတွေနဲ့အချိန်ကထိုးနှံတိုက်ခိုက်နေရလို့ ULAA အတိပေးလိုက်တဲ့တဲ့မှဖြစ်ပါရဲ့ရှင်။ နိုင်ငံတွင်းမှာဆစ်ရှုံးနေတဲ့အကြဖတ်ဆက်ကောင်စီကမှုရေဆွေးဝါးကိစ္စရဲ့နဲ့နိုင်ငံရေးအောင်လုံးထိုးပြီးအချိန်ကိုက်ထိုးနှံတိုက်ခိုက်နေရလို့ရခိုင်မျိုးသားအဖွဲ့ချုပ်အရခတက်တော် ULAA ကမလ16ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။စစ်ရှုံးကြပ်ဖက်ဆက်ကောင်စီကမြန်မာနိုင်ငံတနိုင်ငံလုံးအနှံ့အပြားမှာ၎င်းတို့ရဲ့စစ်ရေးအရအရေးပါတဲ့တိုင်းစစ်ဌာနချုပ်တွေ၊ UR စခန်းတွေ၊တပ်မတရင်ဌာနချုပ်တွေတစ်ခုပြီးတစ်ခုဆုံးရှုံးနေတဲ့အချိန်မှာမွေးရစေဝါကိစ္စရက်တွေနဲ့အတင်းဆက်ဆက်ပြီးသတင်းရေးသားထုတ်ဝေနေတာကရခိုင်မျိုးသားအဖွဲ့ချုပ် အရခတတ်တော် ULAA ကိုနိုင်ငံရေးအောက်လုံးများဖြင့်အချိန်ကိုက်ထိုးနှံတိုက်ခိုက်တဲ့လို့ရနိုင်ငံရေးတိုက်ခါချသောလို့ရဖြစ်တဲ့အပြင်၎င်းတို့အထင်ရှားကျူးလွန်နေတဲ့ပြစ်မှုများကိုမိမိတို့အဖွဲ့အစည်းပေါ်အပြစ်လွှဲချတဲ့လို့ရများသာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်အကြဖက်စစ်ကောင်စီရဲ့မိမိတို့အဖွဲ့အစည်းပေါ်ငွေရစေဝါဖမ်းမိတဲ့ကိစ္စနဲ့အတင်းဆက်ဆက်ပတ်သက်နေရဆိုတဲ့ဆွဆွဲချက်မျိုးကဘလို့မှဆက်ဆက်မှုမရှိဘူးဆိုပြီးတော့လေ ULAA ကအတိပေးထားပါတယ်။ ဖက်စစ်အကြမ်းဖက်ဆရာဆွဲတက်စစ်ကောင်စီရဲ့ဆွဆွဲချက်ဖြစ်သောမွေးရဂိုင်းတစ်ခုမှမွေးရစေဝါဖမ်းမိသောကိစ္စရက်ထဲတွင်မိမိတို့အဖွဲ့အစည်းအားမစီမဆိုင်အတင်းရိုးဆွတ်သည့်ဆွဆွဲချက်သည်ရုတ်တိလုံးဝမရှိသည့်အပြင်နိုင်ငံရေးတိုက်ခါချသောဆွဆွဲချက်တစ်ခုသာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျာ။အကြံဖတ်စစ်ကောင်စီကသာဒုစရိုက်မှုများမွေးရစေဝါကိစ္စများအပြင်ခေတ်သစ်အွန်လိုင်းလိမ်လည်လောင်ကစားကြားဖြန့်ကိစ္စများကို၎င်းတို့ထိ ंछ ုပ်နေရတွင် ခေအဆက်ဆက်လက်သက်မွေးထားတဲ့ပြည်သူစစ်တွေကြီးစိုးထိန်ချုပ်ရာနေမြေတွေနဲ့အချင်းပြတ်အာဂရိလိုက်စားလက်ပေးလက်ယူစစ်ဗိုလ်ချုပ်ကြီးတွေပိုင်ဆိုင်တဲ့နေရာတွေမှာပြုလုပ်နေရလို့ ULAA ကပြောပါတယ်။လောင်ကစားမှုရစေဝါကိစ္စရပ်တွေအလုံးမှာခြားစားလက်စားအချင်းပြတ်စစ်ကောင်စီဗိုလ်ချုပ်ကြီးတွေရဲ့ပအဝင်ပတ်သက်မှုတွေရှိနေပြီး၎င်းတို့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာကိုညင်မရတဲ့တပ်တွေအထောက်ထားတွေကနေတပ်တွေခံနေတာကဘာတိဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ ဒါအပြင်ဆရာနာရှင်အစိုးရအဆက်ဆက်ကတော်လန်ပုံကန်ကြသူတွေကိုညှိနှိုင်းဆွေးနွေးရန်မလိုသောရံပများအဖြစ်သတ်မှတ်ပြီးစီရေးရကြီးမားသောတုံ့ပြန်မှုမျိုးနဲ့အတူသတင်းမှတွေနဲ့လှုပ်ကြံဖန်တီးတိုက်ခိုက်ခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဆရာတင်ဆက်ပေးခြင်းတဲ့တင်ကတော့အင်းစိန်မြို့နယ်ရှိအကြံဖက်စစ်ကောင်စီရဲ့မှုကင်းရက်တပ်ဖွဲ့ CID ရုံးကိုအဝေးထိမ်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့တင်မဲ့ဖြစ်ပါရဲ့ရှင်။ရန်ကုန်တိုင်းအင်းစိန်မြို့နယ် အောင်မင်္ဂလာတုံလမ်းမကြီးပေးရှိအကြံဖတ်စစ်ကောင်စီရဲ့အမှတ်နှစ်မှုခင်းရဲတပ်ဖွဲ့ခွဲမှုခင်းရဲတပ်ဖွဲ့ CND ရုံးကိုမလ16ရက်နေ့ည7နာရီ5မိနစ်မှာဝေးထိန်မိုင်းအကြီးစားနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Rangoon Urban Colon IUC စစ်ကြောင်းထံမှသိရပါဗျ။ဖောက်ခွဲတိုက်ခိုက်မှုကြောင့်အကြံဖတ်ကင်းသမားတချို့ထိခိုက်မှုရှိခဲ့ပြီးတအူးပြင်းထန်ဒဏ်ရာရရှိကစစ်ရုံးကိုခေါ်ဆောင်သွားတယ်လို့မြေပြင်သတင်းပေတအူးရဲ့ပြောကြားချက်ကိုကိုးကားပြီး IUC ကပြောပါဗျ။ ရန်ကုန်မြို့ပြအတွင်းနေထိုင်တဲ့ပြည်သူတွေအနေနဲ့ဆက်လက်ပြီးနေရဓာတ်ကိုကြောက်မနေသင့်မယ် IOC စစ်ကြောင်းကိုမြေပြင်သတင်းပေးအင်အားကောင်းစေဖို့ပဝင်းကျင်ရှိထူးခြားပြစ်စင်တွေကိုသတင်းပေးကြဖို့အတွက်တိုက်တွန်းထားပါတယ်ရှင်ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်နာရှင်အမြင့်ဖြတ်ချင်းမုံရင်လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ရင်းမပင်မြို့နယ်မှာအောင်လံနှွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံနှွင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar 2025ဆိုတဲ့အစသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ စကိုင်းတိုင်းဆလင်းကြီးမြို့နယ်လက်ပတောင်တောင်ဒေသခံပြည်သူတွေကအပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့အစည်းရဲ့ပုံမှ33အရာအကြံဖတ်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဒီကနေ့မှဆန္ဒပြချစ်တက်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက ILO Implement Article 33 on Myanmar 2025ဆိုတဲ့စာသားကိုင်ဆွဲပြီးအကြံဖတ်စစ်တပ်ကြားဆုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချစ်တက်ခဲ့ကြတာပါ။ရမပင်မြို့နယ်ရဲ့နောက်ပြန်မလှည့်ကြီးတီတော်လိုင်းရဲ့တပိတ်စစ်ချောင်းကအကြံဖတ်စစ်တပ်ကြဆောင်ရင်ဆန္ဒပြတပိတ်ကိုပြုတ်လုခဲ့ကြပါဗျာ။ တော်လန်ပြည်သူတွေကနောက်ပြန်မလဲကြည့်ဒီတော်လန်ရဲ့တပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar 2025ဆိုတဲ့အစသားတွေကင်ဆောင်ပြီးအကြမ်းဖက်ဆက်တဲ့အကြောင်းရင်းဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှိမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီတောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြဆုံးရေးဆန္ဒပြတဲ့ပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီတောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့အစသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တက် ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဆန္ဒပြတော်လှန်ပြည်သူတွေကနေမြင်မငြိမ်သက်မှုကြားရဲကနေပဲအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုနှိမ့်စင်ပြုလုပ်နေကြတာပါဒါကတော့မလ20ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။